လူပဇတ်ဆိုတာပက်လိုက်တတ်တယ်အပြစ်ပြောခံရမှကြောက်ရင်ဘာမှမလုပ်ဘဲနေမှအဖြစ်မယ်ဒါတောင်မှဘာမှမလုပ်ဘူးဆိုပြီးအပြစ်ပြောခံရအောင်မှပဲမဟုတ်လားအလုံးလုံးတဲ့သူကတော့အပြစ်ပြောခံရမှာပဲလူပဇတ်ဆိုတာကအကောင်းလဲပြောမကောင်းလဲပြောတတ်ကြတာပဲလေဘယ်လိုပဲပြောပါစေ ကိုယ့်ဘက်ကမပြောင်းလဲဖို့အရေးကြီးတယ်။လူသဘောကတဲ့ရင် အကောင်ပြောမယ်။မတဲ့ရင်အဆောင်ပြောမယ်။ချစ်ရင်အပြစ်မကြည့်ဘူး။မုန်းရင်အပြုံးမရှိဘူး။အစင်ပြေရင်စင်ကြီးပေးပြီးကာဝယ်ပေးမယ်။အစင်မပြေရင်အထင်သေးပြီးမညာမတာပေးဖယ်မယ်။ဒါဟာပြောင်းလဲတတ်တဲ့ပုထုဇဉ်လူသားတွေရဲ့သဘာဝပဲ ဒါကြောင့်အချစ်ပြောလို့လည်းမตายရနဲ့အပြစ်ပြောလို့လည်းမခါပါနဲ့အကောင်းပြောခံရရင်တတိအာယူအဆောင်ပြောခံရရင်စိတ်အင်အာယူစကားဆိုတာကခံစားပြီးပူနေရမှာမဟုတ်သလိုပြန်ကြားပြီးငုံနေရမှာလည်းမဟုတ်ဘူးမမြဲတဲ့ပညာအတန်းလို့သဘောထားကိုယ်အလုပ်ကိုစူးစမ်းပါလေ